အေရီတိုင်းနေမျက်နှာမြို့နယ်နဲ့အင်ကပူမြို့နယ်အဆက်မှာစစ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုတွေကြားတိုက်ပွဲပြင်းထန်နေခဲ့ကစစ်ကောင်စီကအကြဆုံးများစွာနဲ့ခံစစ်နောက်ဆုတ်သွားတယ်လို့ဒေသခံတွေထံကသိရပါဗျ။အင်ကပူမြို့နယ်နဲ့လေးမျက်နှာမြို့နယ်အဆက်ရှိဝါရုံကွင်းကျေးရွာပါဝင်ပသိမ်မုံရွာကားလက်အနောက်ဖက်တကြောကိုအေအေနဲ့တွန်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားပြီးအင်ပရက်ဆက်ကွနေရည်ညမှာဘန်နော့ကြီးကျေးရွာကိုထပ်မံသိမ်းယူခဲ့တယ်လို့သိရပါဗျ။ ပန်းတော်ကြီးမှစစ်ကောင်စီက90ကျော်ကြတယ်အချို့တွေစု uniform တွေချုပ်ပြီးထွက်ပြေးကြတာအခုတော့စီစုံကုန်းရွာဘက်မှာခန့်စစ်ပြင်နေတယ်လို့ဒေတာကန်တူက ARD Times ကိုပြောပါတယ်ဧပြီလ18ရက်နေ့ကပိန်းနယ်ကွင်းကပြူတောင်ကနေစစ်ကောင်စီကလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပြစ်ခတ်တိုက်ခိုက်နေတယ်လို့သိရပါတယ် ဝါရော့ပွင့်တလျှောက်ထိန်းချုပ်လိုက်တော့စစ်ကောင်စီက ရှေ့ဆက်မတွေးရတော့ဘူးစစ်တပ်ကဘိန်းနေကွင်းကနေမနေ့ကရောတနေ့ကရောနှစ်ရက်ဆက်တိုက်လက်နက်ကြီးတွေနဲ့ပြစ်နေတယ်လို့တရင်းရှင်မြစ်က ERI Times ကိုပြောပါရယ်ဘိန်းနေကွင်းဗရက်ကုံတောနေဆန်းအနီးခေါင်းကွင်းနေရာတွေမှာစစ်ကောင်စီကတက်ဆွဲနေရာယူထားတယ်လို့တရင်းရှင်မြစ်သူကဆိုပါရယ်အင်ဘရလာ၁၆နေရာနေကလေးမျက်နာမျိုးအဆက်ယူရီယာကွင်းနဲ့ကြံကြီးဘက်ကဂျက်ဖိုက်တာ MI35 ရဟန်းရင်တို့နဲ့စစ်ကောင်စီကမီးလောင်ပုံးတွေကျဲချတိုက်ခိုက်ခဲ့ပါတယ်။နေဆောင်တိုက်ခိုက်မှုအပြီးအစိုးရကြေးပါရီမှာဖုန်းလိုင်းဆက်သွယ်တွေပြတ်တောက်သွားပြီးဒေသခံတွေအခြေအနေကိုမသိရှိရသေးဘူးလို့ကုနီကစိန်လှုပ်ဆောင်နေသူတွေကပြောပါတယ်။